တော့ဒီ635လို့ပြတဲ့စနစ်ထရရနေပြီးတော့ဥနေကဘာလို့ပြခဲ့လဲဆိုတော့နော်၃ညဒီ၉လုံးကြမယ်ခွန်က၉လုံးကြမယ်၃က၁၀လုံးကြမယ်ဆိုပြီးတော့ဒီစနစ်ထဲကနေဥနိုင်ကပြခဲ့တယ်ပြခဲ့လိုက်တော့အဲ့ဒီဒီစနစ်ထဲမှာ၃ည၄၄တို့၄ရာတို့၆၃ညခွန်တို့နော်ကစားမယ်ဆိုတော့လည်းပြခဲ့တယ်နောက်တစ်ခု၃ညအပါနဲ့ကနန်းပြန်ကြမယ်ဆိုတော့လည်းပြောခဲ့တယ်၃ည၆၅ဆိုတဲ့ကနန်းနဲ့ခွန်၆၅ဆိုတဲ့ကနန်းမွေးကနန်းကိုဒီ site ထဲကနေဥနိုင်ကထုတ်ပြခဲ့တယ်ပေါ့နော်အဲ့တော့ကဲလောလောဆယ်နော်အကုန်လုံးမပြတော့ဘဲနဲ့ တုံညာပရိတ်၃ချက်တန်းတယ်တန်းလိုက်တယ်နဲ့သူ့ရဲ့တပွဲကြော်ဟာဒီ6ထိပ်စီးနဲ့ကနန်းဒီဒီနေ့ထဲမှာနော်တုံညာထိပ်နဲ့6တုံညာတစ်6ဆိုတဲ့ကနန်းကနှစ်ကားတောင်ပြန်ကြတယ်အဲ့နေ့ထဲမှာလည်းတုံညာဒီကိုလုံးကြတယ်လို့ဦးနဲ့ပြောခဲ့တယ်ဒါကပထမတစ်ကတ်ဒုတိယကတ်မှာလည်းတုံညာပရိတ်၃ချက်တန်းတော့သူ့ရဲ့ဘောက6ထိပ်နဲ့6တုံညာအတွဲပါတယ်ကနန်းဒီဒီနေ့ထဲမှာကြတယ်ကြတော့အဲ့နေ့ထဲမှာလည်းတုံညာဒီကိုလုံးကြတယ်နော်ဟုတ်ပြီဒါဆိုရင်တတိယကတ်မှာလည်း တုံညာပရိတ်၃ချက်တန်လို့သူ့အပေါ်က6ထိတ်နဲ့6တုံညာအတွဲပါတယ်ကနေ650ဆိုတဲ့ကနေဒီဒီနှစ်ထဲမှာဒါမွေးကနေအဖြစ်နဲ့ကြာမယ်လို့ဦးနိုင်ပြောခဲ့တယ်ဒီစနစ်ထဲမှာတုံညာဒီ၉လုံးကြာမယ်ဆိုတာကနှစ်လုံးပဲကြာသေးတယ်နော်တုံညာ၉လုံးကြာမယ်ဆိုတော့ဆိုင်ကနှလုံးမကြတယ်ပေါ့နော်နှလုံးမကြသေးဆိုအဲ့ဒီ၃ညာ၉လုံးကြတဲ့အချိန်မှာနော်၄လေးတုံညာဆိုတဲ့ကဏ္ဍတစ်ခွက်ပါတယ်၄ရာဆိုတဲ့ကဏ္ဍတစ်ခွက်ပါတယ်၆တုံညာခုံးဆိုတဲ့ကဏ္ဍတစ်ခွက်ပါတယ်နော်ဒုတိယကမှလည်းအဲ့လိုပဲတုံညာ၄လေးတစ်ခွက်ပါတယ် 400ဆိုတဲ့ကဏ္ဍပတ်လေတစ်ခွက်ပါတယ်ခွန်3ည6ဆိုတဲ့ကဏ္ဍတစ်ခွက်ပါအခု3ည6လုံးကြာမှာကနှစ်လုံးတော့ကြာသွားပြီခုနပြောခဲ့တဲ့ကဏ္ဍ3ခွက်ပေါ့ဒီ3ခွက်ကတော့တစ်ခွက်မှမကြာသေးဘူးအခုပြခဲ့တာဒီ3ည6 5ဆိုတဲ့ကဏ္ဍတစ်ခွက်ကိုဒါဦးနိုင်ကပြခဲ့တာပေါ့နော်ဒါဟုတ်ပြီဒါ site ထဲမှာကဒီကဏ္ဍဒီဒီမှာပြန်ကြလို့ကစားတယ်3960ပြန်ကြလို့ကစားတော့ဒီ996ဆိုတဲ့ကဏ္ဍကလည်းအဲ့ဒီနေ့ထဲမှာသူကတော့ဒက်ထွက်တာပေါ့နော်996ပေါ့ဒက်ပေါ့နော်ဒုတိယကတ်မှာလည်းအဲ့ဒီလိုပဲ404ကခွန်လေးလေးလို့ပြန်ကြတယ်သူ့ရဲ့တပုတ်အောက်က 65ဆိုတဲ့ကဏ္ဍဒီဒီကတော့ဒဲပဲထွက်တာပေါ့နော်ဒဲထွက်တယ်ပေါ့အခုတတိယကမ်းမှာလည်းအဲ့လိုပဲ640ခွန်က406လို့ကြတယ်အဲ့တော့965ဆိုတဲ့ကဏ္ဍဒီဒီနေ့ထဲမှာဒါဒဲထွက်ရမှာပေါ့နော်အဲ့တော့ဒီ site နဲ့ဒါဥနဲ့မွေးကဏ္ဍနှစ်ကွက်ပြထားတယ်68ဆိုတဲ့ကဏ္ဍအကွက်ရှိစနစ်ကလေးကိုဒါဥနဲ့ပြပြီးမှဖြစ်တယ်ပေါ့နော်အဲ့တော့ဥနဲ့နဲ့အတူတူဒါလေ့လာကြည့်အောင်ပေါ့နော်လေ့လာကြည့်အောင်ဆိုတော့ကောင်းပြီဒါဆိုရင်ဥနဲ့တို့ဒီမှာဘယ်ကနေစမလဲဆိုဥနဲ့တို့ဒီမှာနော်ရှစ်ပဒိထိတ်နဲ့ပဒိနဲ့ရှစ်လို့ကစားတယ်ဒီသုံးလုံးပေါင်းခြင်း လေးကိုဂွာလေးလို့ထည့်တယ်ထည့်ပြီးတာနဲ့ဒီသုံးလုံးကိုဒီသုံးလုံးကိုအဲ့ဒီကိုဒီဒီသုံးလုံးကိုဒီသုံးလုံးကိုဆိုပြီးတော့ကိုဆိုတဲ့အတန်ဒီလေးချက်ကစားခဲ့တယ်ရှစ်ပရိထိတ်နေပရိနဲ့ရှစ်ခါသုံးလုံးလေးကဂွာလေးလို့ပြောတာလေတိုင်မြန်ကဒီမှာတေးတာတကက်ရှိတယ်ဟုတ်ပြီဒါဆိုရင်ဒုတိယအကဒုတိယအကမှလည်းအဲ့လိုပဲတိုင်မြန်ကအတူတူပဲနော်ပရိရှစ်လို့ကစားတယ်ထိတ်နေပရိနဲ့ရှစ်လို့ကစားတယ်ခါသုံးလုံးပေါင်းလေးဂွာလေးလို့ကစားတယ်ဒီသုံးလုံးပေါင်း9ကိုဒီသုံးလုံးပေါင်း9လို့ထည့်ပြီးတာနဲ့အဲ့ဒီ9ဒီဒီသုံးလုံးပေါင်း9ကိုဒီသုံးလုံးပေါင်း9လို့ ကိုပြရှင်လေးချက်ကစားတယ်ရှစ်ပရိထိတ်နဲ့ပရိနဲ့ရှိအခါတုံးလုံးလေးကွာလေးလို့ကစားတယ်ဒါဒုတိယတစ်ကပ်ပေါ့နော်ပြဟုတ်ပြီဒါဆိုရင်ဦးနဲ့တို့တတိယအကပ်တတိယအကပ်မှာလည်းဦးနဲ့တို့အဲ့ဒီလိုပဲနော်ပရိရှိထိတ်နဲ့ပရိနဲ့ရှိအခါတုံးလုံးလေးကွာပေါင်းလေးဒီတုံးလုံးပေါင်းခြင်းကကို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 ဆိုပြီးတော့ကိုပြရှင်လေးမျိုးကစားတယ်ကစားပြီးကြတဲ့ပရိရှိထိတ်နဲ့ပရိနဲ့ရှိအခါတုံးလုံးလေးကွာလေးလို့သူကြည့်တယ်အတိုင်းမင်းကိုတင်လိုက်တယ်ပေါ့နော်ဒီကောင်းပြီအဲ့ဒီလိုတိုင်မင်းကိုတည့်ပြီးတာ ਨੇ သူ့ရဲ့အောက်မှာတော့ဒီနှလုံး30ဒီနှလုံး30ဒီနှလုံး30ဆိုပြီးတော့ကစားတယ်ခဲ့အဲ့တော့ဒီအပေါ်ပိုင်း ီကြောတည်တဲ့ဇာလံဒီမှာရင်ခဏရက်လိုက်တော့မယ်ပေါ့နော်အဲ့တော့ပထမအကတ်မှာဖြစ်စဉ်တွေအားလုံးကိုတီးလိုက်တယ်တီးပြီးတာနဲ့ဒီနေရာမှာဒီနေ့ထဲမှာပေါ့နော်ဒီနေ့ထဲမှာ6ချိန်မှာထွက်မယ်ဒီကနေ့ဒီဘယ်ကနေလာခဲ့တလေပေါ့နော်ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်မှာလည်းအဲ့လိုပဲဖြစ်စဉ်တွေအားလုံးကိုတီးလိုက်တယ်ဒီနေရာမှာထွက်မယ်6ချိန်ကနေဘယ်ကလာတလေပေါ့နော်ကောင်းပြီဒါဆိုရင်တတိယအကတ်မှာလည်းအဲ့လိုပဲဦးနေတို့ဖြစ်စဉ်တွေအားလုံးကိုတီးလိုက်တယ်ခုဒီနေရာမှာထွက်မယ်၆ချိန်ကနေဒီဘယ်ကနေလာကြလဲเนาะဘယ်ကနေလာကြလဲဆိုတော့ဟုတ်ပြီဒါဆိုရင်အဲ့ဒီတော့အဲ့6ချိန်ကနေလာတဲ့ နေထားလေးကိုဒါဦးနိုင်ကထပ်ပြီးတော့ရှင်းပြပေးမယ်ပေါ့နော်ရှင်းပြပေးမယ်ဆိုတော့ကောင်းပြီဒီဖြစ်စဉ်တွေအားလုံးကိုတီလိုက်ပြီတီလိုက်တော့ကိုဖြစ်စဉ်တစ်ချက်ကိုဖြစ်စဉ်နှစ်ချက်ကိုဖြစ်စဉ်၃ချက်ကိုဖြစ်စဉ်၄ချက်၃လုံးပေါင်း၉တွေဒီ၄ချက်ကစားခဲ့တဲ့အတွက်သူ့ရဲ့ဒီဘက်နှစ်မှာသူ့ရဲ့ဒီဘက်နှစ်မှာနော်ဦးနိုင်တို့ဒီမှာဒီကွာပေါင်းနဲ့ပေါ့နော်ဒီကွာပေါင်းနဲ့ဒီခါနဲ့ပေါင်းလိုက်ကိုလို့သူကစားတယ်ကိုဖြစ်ချင်း၄ချက်ကစားခဲ့လို့သူ့ရဲ့ဒီဘက်နှစ်မှာဒီခါနဲ့အခွားနဲ့ကိုလို့ကစားခဲ့တဲ့အောက်က၃၉၁ဆိုတဲ့ကဏ္ဍပေါ့ အဲ့ဒီတုံးကိုတိဆိုတဲ့ကဏ္ဍဒီဦးနိုင်တို့ဒီမှာ6ချိန်မှာကစားတယ်ပေါ့နော်တုံးကိုတိဆိုတဲ့ကဏ္ဍဒီ6ချိန်မှာကစားတယ်ကြက်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒုတိယအကပ်မှာလည်းအဲ့ဒီလိုပဲဒုတိယအကပ်မှာလည်းဦးနိုင်တို့ဖြစ်စင်တွေအားလုံးကိုတီလိုက်တယ်တီလိုက်တဲ့ကံမှာကိုးဖြစ်ချင်း၄ချက်ကစားလိုက်လို့ဒီဘက်နှစ်ကနော်ဒီဘက်နှစ်ကဒီမှာရှိတယ်ဘွာပေါင်းရင်3နဲ့ဒီက6ခါနဲ့ပေါင်းရင်ဒီကိုးလို့ထောက်လိုက်တဲ့အတွက်သူ့အောက်ကကဏ္ဍတုံညာတုံးခုံဆိုတဲ့ကဏ္ဍဒီ6ချိန်မှာသူကလာထွက်တယ်နော်ကြက်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာတတိယအကပ်မှာလည်းအဲ့ဒီလိုပဲဖြစ်စင်တွေအားလုံးကိုတီလိုက်တယ် တည်လိုက်ပြီးတာနဲ့ဒီ၉ဖြစ်ချင်း၄ချက်လို့ကစားခဲ့လို့ဒီဘက်နှစ်နော်ဒီဘက်နှစ်မှာပထမအကက်ဒုတိယအကက်ကလို့ပဲ၉ဖြစ်ချင်းဒီဒီမှာကွာပေါင်းရင်၉နဲ့ဒီတုံညာနဲ့၉လို့ဖြစ်တာဒီဒီနေရာတစ်ခုပဲရှိတယ်ဖြစ်လိုက်တာရဲ့သူ့ရဲ့အောက်ကရှစ်ချောက်ခုံးဆိုတဲ့ကဏ္ဍကိုနော်ဦးနိုင်ကဒါဒီနေရာလေးမှာထွက်ရှင်တာပေါ့နော်အင်မတန်ကောင်းမွန်တဲ့ site လေးဖြစ်တယ်ပေါ့နော်အဲ့တော့ပထမအကက်မှာဖြစ်စဉ်ဒီအားလုံးကိုတည်တယ်၉ဖြစ်ချင်း၄ချက်ကစားခဲ့လို့အဲ့ဒါလေးကိုဦးနိုင်ကထောက်ချက်ယူလိုက်တယ်ခါနဲ့ကွာပေါင်းနဲ့ဒီ၉လို့ဖြစ်တာရဲ့အောက်ကဒီကဏ္ဍအဲ့ဒီကဏ္ဍဒီ၆ချိန်မှာလာထွက်တယ် ဒုတိယကံမှာလည်းအဲ့လိုပဲဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်ဒီခါ6နဲ့ကွာပေါင်း3နဲ့9လို့ဖြစ်တဲ့အောက်ကဒီကနန်းဒီဒီ6တိမှာလာထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့တတိယကံမှာဖြစ်စဉ်တွေအားလုံးကိုတီတယ်ဒီဘက်နှစ်ကနော်9ဖြစ်တာဒီဒီနေရာလေးတစ်ချိန်ပဲရှိတယ်ခါနဲ့ကွာပေါင်းနဲ့9လို့ဖြစ်တဲ့အောက်က6 6 9ဆိုတဲ့ကနန်းဒီဒါဒီနေရာလေးကိုဦးနိုင်ကကစားခြင်းနဲ့ပေါ့ဒီစနစ်ထဲမှာဒီစနစ်ထဲမှာနော်9 9ဆိုတဲ့အာမွေးကနန်းစိုက်ကိုနှစ်ခါကြမယ်စနစ်ပေါ့နှစ်ခါကြမယ်လို့ရောက်နေရေးထားတယ် နှစ်ခါကြာမဲ့စနစ်ကိုဒါဦးနိုင်ငါဆရာသားမချမ်းမင်းနဲ့ဦးနိုင်ငါမိတ်ဆွေတွေကိုစေတနာရှိထားပြီးတော့မချွင်းမချမ်းဦးနိုင်တွေ့ရှိတာလေးတွေကိုအတူတူလေ့လာလို့ရအောင်ဦးနိုင်ငါပြပေးခဲ့မှာပေါ့နော်ပြပေးခဲ့မယ်ဆိုတော့ဦးနိုင်ပထမပြောခဲ့တယ်လို့ပဲဒီစီလိုင်းကြီးကဒါအကြီးကြီးပဲအကြီးပဲဆိုတော့ဒီပထမပိုင်းမှာဖြစ်စဉ်တွေအားလုံးတည်ပြီးတာနဲ့ဒီဒီနှလုံးတုံညာဒီနှလုံးတုံညာဒီတုံညာထင်အောင်ဒါပြီးခဲ့ပြီပြီးခဲ့တော့ကောင်းပြီအဲ့ဒီနှစ်ထဲမှာအဲ့ဒီနှစ်ထဲမှာနော်ဗရိတ်ရှိထိတ်နဲ့ဗရိတ်နဲ့ရှစ်လို့ရှစ်တန်ထွက်ခဲ့တဲ့ကနန်းဒီနှစ်ထဲမှာနောက်ပေါင်းချင်းရှစ်ပြီး နောက်နှလုံးပေါင်းရှစ်တင့်နဲ့ခွန်နဲ့အတွဲတဲ့ကဏ္ဍလီအဲ့ကဏ္ဍကပြန်ကြလို့ကစားခဲ့တယ်နော်ဒုတိယကမ်းမှာလည်းအဲ့လိုပဲပရိရှိထိတ်နဲ့ပရိနဲ့ရှစ်ချောင်းဒီနေ့ထဲမှာနောက်နှလုံးပေါင်းရှစ်နဲ့ကဏ္ဍနောက်ပေါင်းရှစ်နဲ့နောက်ပေါင်းရှစ်ကတခြားရှစ်မဟုတ်တင့်နဲ့ခွန်နဲ့အတွဲပဲတင့်ခွန်အတွဲနဲ့နောက်ပေါင်းရှစ်နဲ့ကဏ္ဍလီပြန်ကြကဏ္ဍအဖြစ်နဲ့ကစားခဲ့တယ်ဒါဆိုရင်ပရိရှိထိတ်နဲ့ပရိနဲ့ရှစ်လို့ကစားခဲ့လို့နောက်နှလုံးပေါင်းရှစ်ဖြစ်တဲ့ကဏ္ဍကပြန်ကြအဖြစ်နဲ့ကစားမှာနောက်ပေါင်းရှစ်ဒီလည်းတင့်ခွန်အတွဲနဲ့ပဲရှစ်ရမှာအဲ့တော့တင့်ခွန်အတွဲနဲ့ရှစ်ရမှာဆိုတော့တင့်ခွန် တိခုံနောက်တွဲကိုထိတ်ကတလုံးကတိခုံနောက်တွဲကိုထိတ်ကတလုံးကအဲ့တော့ဒီနေ့ထဲမှာတိခုံနောက်တွဲကိုထိတ်ကတလုံးကမယ်ဆိုရင်ဆက်ွက်ကြီးဖြစ်နေမှာပေါ့နော်အဲ့ဆက်ွက်ထရမှာဦးနိုင်ကတစ်ခွက်ကိုရွေးပေးခဲ့မယ်ဦးနိုင်ရွေးပေးခဲ့တဲ့ဒီကိုထိတ်စီနဲ့ကဏ္ဍမကြိုက်ရင်လေကိုကြိုက်တဲ့ကဏ္ဍနဲ့ဒါထိုးလိုက်ပေါ့နော်ဒါတိခုံနောက်တွဲဒီဒေတာဘောက်ကြောက်မယ်လို့ယူဆထားတယ်ဒီဒီ site ထဲကနေပြီးတော့နော်ဘာဖြစ်လို့လဲဆိုတော့ तू ကဒီ prediction နဲ့ထိတ်နဲ့ prediction နဲ့ရှစ်လို့ဖြစ်ခဲ့လို့သူ့ရဲ့ဒီနောက်တစ်နှစ်မှာရှစ်ပရိကဏ္ဍရှစ်ပရိကဏ္ဍကအကွက်ရွှေ့ဖြစ်နေကစားခဲ့တယ်ကစားခဲ့ပြီးတော့မှသူ့ရဲ့နောက်တစ်နှစ်မှာတိခုံနောက်တွဲနဲ့ကဏ္ဍကပြန်ကြလို့ကစားတာနော်ဒုတိယကမှလည်းအဲ့လိုပဲ ပရိရှိထိတ်နေပိနေရှိတော့ဒီဘက်နှစ်ကရှိပရိကနန်းကဒီမှာပြန်ကြတယ်အကွက်ရွှေဖြစ်နေကြာပြီးတော့မှတစ်ခွန်နောက်တွဲနဲ့ကနန်းပြန်ကြလို့ကစားတယ်နော်ခုတတိယကမှလည်းအဲ့လိုပဲပရိရှိထိတ်နေပိနေရှိလို့ကစားလို့ဒီဘက်နှစ်ကရှိပရိကနန်းဒီကနန်းဒီဒီဘက်နှစ်ကိုပြန်ပြီးတော့ကြာခဲ့တယ်ပေါ့နော်အကွက်ရွှေဖြစ်နေကစားခဲ့တယ်ကစားခဲ့လို့တစ်ခွန်နောက်တွဲနဲ့ကနန်းကပြန်ကြာပြန်ကြာမှဆိုတော့ကောင်းပြီဒီလေးတစ်ခွန်ဆိုတဲ့ကနန်းဒီနှစ်ချိန်ဘာတောင်းနေကြလဲဘာကြောင့်ကြာတယ်လဲ နော်တစ်တစ်ခွန်ဆိုတဲ့ကဏ္ဍဒီနှစ်ကြိမ်ကြတာဘာတောင်းနဲ့ကြတယ်လဲဘာကြောင့်ကြတယ်လဲအခုကိုတစ်ခွန်ဆိုတဲ့ကဏ္ဍဒီနှစ်ကြိမ်ကြကျင်တာဘာတောင်းနဲ့ကြမှာလဲဘာကြောင့်ကြမှာလဲဆိုတော့ဒါဥနေကရှင်းပြမယ်ပေါ့နော်ရှင်းပြမယ်ဆိုတော့ဒီအပေါ်ပိုင်းမှာကတော့ဖြစ်စဉ်တွေအားလုံးကိုဒါဥနေရဲ့မိတ်ဆွေတွေကိုပြခဲ့ပြီးသားဖြစ်တယ်အဲ့တော့အခုပြမယ်ဟာဒီနော်ဗရိရှိလို့ကစားတယ်ဒီမှာဗရိရှိလို့ကစားတယ်တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်ခြားတော့ဗရိရှိလို့ကစားတယ်တနည်းနည်းနည်း၃နှစ်၄နှစ်၅နှစ်၆နှစ်ခြားဗရိရှိလို့ကစားတယ်နော်အဲ့တော့အပေါ်မှာရှင်းပြိတ်တွေကစားကြတဲ့အတွက်ဒီမှာလဲဗရိရှိဗရိရှိဗရိရှိလို့ကစားတယ် ဘယ်နဲ့ရှိလို့ကစားနေသူ့ရဲ့တပွဲကြောင်မှာ၅ထိပ်သူ့ရဲ့တပွဲကြောင်မှာ၅ထိပ်သူ့ရဲ့တပွဲကြောင်မှာ၅ထိပ်ဟုတ်ပြီအဲ့ဒီ၅ထိပ်ရဲ့တပွဲကြောင်မှာ6ခါ9ခါ၄ခါလို့ထည့်6 5လို့ထည့်နော်အဲ့ဒီလို6 5လို့ထည့်ပြီးတာ ਨੇ ဒီသုံးလုံးပေါင်းချင်း6ဒီသုံးလုံးပေါင်းချင်း9ကိုဒီသုံးလုံးပေါင်းချင်း9လို့ထည့်တယ်ထည့်ပြီးတော့သူ့ရဲ့တပွဲကြောင်မှာ၅ပရိတ်လို့ရိုက်တယ်ဒုတိယကမှာဒီသုံးလုံးပေါင်းချင်း6ကဒီသုံးလုံးပေါင်းချင်း6လို့ထည့်တယ်သူ့ရဲ့တပွဲကြောင်မှာ၅ပရိတ်လို့ရိုက်တယ်တတိယကမှာဒီသုံးလုံးပေါင်းချင်း9ကဒီသုံးလုံးပေါင်းချင်း9လို့ထည့်ပြီးတယ်သူ့ရဲ့တပွဲကြောင်မှာ၅ပရိတ်ရိုက်တယ်ဒါကတိုင်ပင်လေးကိုတည်လိုက်တာပရိတ်ရှိပုံတွေရိုက်တယ်56 9ထိပ်6ခါလို့ရိုက်တယ်ရိုက်ပြီးတော့3လုံး9ကို ုံးလုံး၅လို့ရိုက်ပြီး၅ပရိပုံတွေရိုက်တယ်၈ပရိပုံတွေရိုက်တယ်၅ထိပ်ပုံတွေရိုက်တယ်၅ခါလို့ထည့်ပြန်တဲ့ဒီ၃လုံး၆ကဒီ၃လုံး၆လို့ကားပြီးတော့၅ပရိပုံတွေရိုက်တယ်၈ပရိပုံတွေထည့်တယ်၅ထိပ်ထည့်တယ်၄ခါလို့ထည့်ထည့်ပြန်တဲ့ဒီ၃လုံးပေါင်းခွန်ကဒီ၃လုံးခွန်လို့ဖြစ်ပြန်တဲ့၅ပရိလို့ပုံတွေရိုက်တယ်ရိုက်တော့ဒါကတိုင်ပင်ကိုဦးနဲ့ကတည်လိုက်တာတည်ပြီးတာနဲ့ကောင်းပြီဒါဆိုရင်တည်ပြီးတာနဲ့တို့ကဘယ်လိုသွားကျင်တာလဲဆိုတော့ဒီ၃လုံး၅ဒီ၃လုံး၅လို့ဖြစ်ခဲ့လို့သူ့ရဲ့ဒီဆောင်ကဒီခွန်ရဲ့ဒီ၄ရဲ့ဒီ၁တိ၄ခွန်ဆိုတဲ့ကဏ္ဍ၃လုံးဒီဒီမှာလာကြတယ်ကြပြီးတော့မှအဲ့ကဏ္ဍလေးပြန်ကြအဖြစ်နဲ့ကစားတယ် ဟုတ်ပြီဒါဆိုရင်ဒုတိယအကတ်မှာလည်းအဲ့လိုပဲပရိရှိရဲ့ငါငါလို့ဖြစ်တော့သူ့ရဲ့ဒီ၃လုံး၆ပါဒီ၃လုံး၆လို့ဖြစ်လို့သူ့ရဲ့ဆောင်းကဒီတိရဲ့ဒီတိရဲ့ဒီခွန်ရဲ့ခွန်တိ၁ဆိုတဲ့ကဏ္ဍဒီတိခွန်နောက်တွဲနဲ့ဒီမှာထွက်ပြီးတော့နောက်တစ်ချိန်ပြန်ထွက်တယ်ဟုတ်ပြီဒါဆိုရင်ဦးနိုင်တို့ဒီမှာပရိရှိငါးထေးလေးခါဒီသုံးလုံးခွန်ကလည်းဒီသုံးလုံးခွန်ငါးပရိလို့ဖြစ်လိုက်တာ ਨੇ ဒီ၉ရယ်ဒီ၁ရယ်ဒီခွန်ရယ် နော်ခွန်တစ်ကိုဆိုတဲ့ကဏန်းပတ်လဲသည်တစ်ခွန်နောက်တွဲနဲ့နော်ကိုတစ်ခွန်ဆိုတဲ့ကဏန်းကိုပဲဒက်ပို့ထိုးပြီးတော့တစ်ခွန်နောက်တွဲနဲ့ကြားခဲ့တယ်ဆိုရင်ဒါသူက2025မှာနှစ်ခါကြားမှာပေါ့နော်ဒါလုံကောက်စနစ်နဲ့ဒီ site ထဲကနေပြီးတော့ဥနဲ့ကကဏန်းလေးတစ်ကွက်ကိုရှာပြလိုက်ချင်းဖြစ်တယ်နော်ဒီမှာအောက်မှာစီတော့ timing လေးက timing ကွာဦးအတူတူပဲနော် timing လေးကိုဒါလိုလေးတည်ထားတယ်ပေါ့နော်နော်ဖြစ်စင်နေအားလုံးကိုတီလိုက်တယ်တီပြီးတာနဲ့တစ်လေးခွန်ဆိုတဲ့ကဏန်းဒီတစ်ခွန်နောက်တွဲနဲ့ပထမတစ်ခါကြားတယ်ကြားပြီးတော့မှနောက်တစ်ခါပြန်ကြားတယ် ဒုတိယကမ်းမှာလည်းဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်ခွန်တစ်တစ်ဆိုတဲ့ကဏ္ဍဒီတစ်ခွန်နောက်တွဲနဲ့ပရမတ်တခါကြာတယ်ပြီးတော့နောက်ထပ်တခါပြန်ကြာတယ်နော်ဟုတ်ပြီဒါဆိုရင်ဒီမှာလည်းဖြစ်စဉ်တွေအားလုံးကိုတီလိုက်တယ်ခွန်တစ်ကိုဆိုတဲ့ကဏ္ဍဒီကိုတစ်ခွန်လို့ပရမတ်တခါတဲကြမယ်ကြာပြီးတော့မှသူကနောက်တခါကြာတဲ့ခါကျတော့တစ်ခွန်ကအခွန်နဲ့ကြာတယ်နော်ပရမတ်တစ်ခွန်နောက်တွဲနဲ့ကြာတယ်ဒုတိယပြန်ကြာတဲ့ခါမှာအခွန်နဲ့ကြာတယ်ဒီမှာကနောက်တွဲနဲ့ကြာတယ်ဒီမှာလည်းအခွန်နဲ့ကြာတယ်ပေါ့ဒါတော့ကဏ္ဍပူးနေတော့ကျတော့ဘယ်လိုပြောမှန်းမသိဘူးပေါ့နော်အဲ့တော့ဒီခွန်တစ်ကိုဆိုတဲ့ကဏ္ဍပေါ့နော်အဲ့တော့ဒီတစ်ခွန်နောက်တွဲနဲ့ကိုတစ်ခွန်လို့ကြာခဲ့ရင်နောက်တခါ နော်တစ်ကုံအခွနဲ့ပေါ့ဒါပြန်ကြရမှာပေါ့နော်ဒါဒီဆိုင်ကနေပြခဲ့တာဟုတ်ပြီဒါဆိုရင်ဒီကိုတစ်ကုံဆိုတဲ့ကဏ္ဍမဟုတ်ခဲ့ဘူးဆိုရင်နောက်ထပ်တစ်ကုံနဲ့ဒီဆိုင်ထဲမှာဘလို့ကဏ္ဍမျိုးကြနိုင်သေးလဲနောက်ထပ်တစ်ခါတကွက်တက်ပြီးထုတ်ပြခဲ့မယ်နော်အဲ့တော့ဒါကဒီဆိုင်ဒီလမ်းကနေပြန်ထုတ်ပြမှာဒီသုံးလုံးပေါင်း400ခွာလေးလို့ဖြစ်ခဲ့ပြီးတာနဲ့ဒီခါနဲ့ဒီဘရိတ်နဲ့ဒီပုံဒီသုံးလို့ဖြစ်ခဲ့တယ်နော်ဒီမှာလည်းအဲ့လိုပဲဒီသုံးလုံးပေါင်း400ခွာလေးလို့ကစားခဲ့လို့ဒီခါနဲ့ဒီဘရိတ်နဲ့ပုံဒီသုံးလို့ကစားခဲ့ဒီမှာလည်းဒီသုံးလုံးပေါင်း400ခွာလေးလို့ဖြစ်ခဲ့လို့ဒီခါနဲ့ဒီဘရိတ်နဲ့ပုံဒီသုံးလို့ဖြစ်ခဲ့ ဟုတ်ပြီ။ဒါဆိုရင်ဒီဖြစ်စဉ်တွေအလုံးကိုတီးတယ်။တီးပြီးတော့နဲ့ခါနဲ့ဗတိနဲ့တုံးလို့ဖြစ်ခဲ့တဲ့အတွက်ဒီခွန်30ဆိုတဲ့ကဏ္ဍဒီအဲ့ဒီနှစ်ထဲမှာဒီမှာလည်းတစ်ချိန်ကြတယ်ဒီမှာလည်းတစ်ချိန်ကြတယ်နော်။ဒုတိယအကန့်မှာလည်းအဲ့လိုပဲဖြစ်စဉ်တွေအလုံးကိုတီးတယ်ဒီခါနဲ့ဒီဗတိနဲ့တုံးလို့ဖြစ်ခဲ့လို့ဒီ3ချိန်မြောက်က3 6လေးဆိုတဲ့ကဏ္ဍဒီဒီနှစ်ထဲမှာ3 6လေးဆိုတဲ့ကဏ္ဍကနော်ဒီမှာလာပြီးကြခဲ့တယ်။ဟုတ်ပြီ။ဒါဆိုရင်ဖြစ်စဉ်တွေအလုံးကိုတီးလိုက်တယ်ဒီခါနဲ့ဒီဗတိနဲ့လည်းတုံးလို့ဖြစ်ခဲ့တဲ့အတွက်ဒီ3ချိန်ကကဏ္ဍ၄တိခွန်ဆိုတဲ့ကဏ္ဍကလည်းဒီနှစ်ထဲမှာကြရမယ်ဆိုတော့5တိခွန်ဆိုတဲ့ကဏ္ဍကြိုက်တဲ့မိတ်ဆွေကဦးတိခွန်ကိုထိုးလိုက်ပေါ့ဗျာနော် ကိုတစ်ခွန်မကြိုက်လို့လေးတစ်ခွန်ကိုကြိုက်တဲ့မိတ်ဆွေကလေးတစ်ခွန်ကိုထိုးလိုက်ပေါ့ဗျာအဲအခုနအဲ့လိုလေးရေးပြတယ်နော်အဲ့တော့